င်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းတွေ့သတင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။ယခုကပရမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မြို့အသစ်ပြန်တည်ဆောက်ရေးနဲ့အဟောင်းများပြန်လည်ပြုပြင်ရေးမင်းအွန်လိုင်းကမောင်မောင်အေးကိုတာဝန်ပေးဆောင်လို့ရေးတင်တာနဲ့ဘီလက်မြေတန်းကြားများအခွန်မဲ့တွင်ခွင့်ရရေးလုပ်ငန်းရှင်များကဘိုးချုပ်ကြီးများထံသို့ချောင်းပေါက်မတက်သွားနေတော့လဲမင်းအောင်လိုင်းသားကိုကြော်ရံမလို့ဆိုတဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင် စကိုင်းငလင်ခြေကြောင့်ပြက်စီးသွားသောနေပြည်တော်မြို့အသစ်ပြန်တည်ဆောက်ရေးနှင့်အဟောင်းများပြန်လည်ပြုပြင်ရေးမင်းအောင်လိုင်ကကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတောင်းပေးထားသောနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မက်စလ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ခြေကြောင့်အစိုးရဌာနရုံးများပြက်စီးခဲ့ကြောင်းရင်းနောက်နေပြည်တော်ကိုမြို့သစ်ပြန်လည်တည်ဆောက်ရန်မြို့ကွက်ပြန်ချရန်နှင့်အဟောင်းများကိုပြန်လည်ပြုပြင်ရေးအတွက်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတောင်းပေးအပ်ခဲ့ကြောင်းလက်ရှိတွင်ဗိုလ်ချုပ် ော်ကြီးမမောင်အေးနေပြည်တော်ပြည်လည်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်လည်းရှိကြောင်းသိရှိရသည်။ ဗိုလ်ချုပ်ကြီးမမောင်အေးကနေပြီးတော့ပြန်လည်တိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်ခန့်ထားရရှိတယ်။အသစ်တွေကိုနေရာရွှေဆောင်မယ်။အဟောင်းတွေမှာတုံးလို့ရတာတွေပြုပြင်တိဆောက်ရမယ်။အချောင်းဝင်ကြီးနဲ့ဗိုလ်ချုပ်တွေလည်းအဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။လက်တလောနေပြီးတော့ရင်ဆောက်လို့ရတဲ့နာများစွာပေးရရန်ရှိနေပြီ။လုပ်ငန်းရှင်များကနေပြီးတော့ပြန်လည်တိဆောက်ရေးတွင်လောက်ကန်ခွဲများရရှိရေးအတွက်ဗိုလ်ချုပ်ကြီးမမောင်အေးအပါအဝင်ဗိုလ်ချုပ်ကြီးများထံသို့ချောင်းပုတ်မတ်တော်လာခြင်းကံနေစားကြောင်းသိရှိရသည်။ ဝန်ကြီးဌာနရုံးတွေတော်တော်များများပြန်တည်ဆောင်မှဖြစ်လို့လုပ်ငန်းရှင်တွေတော်တော်များများကနေပြည်တော်ကိုချောင်းပေါက်မတက်လာနေကြတဲ့သွင်းကုန်ဖြစ်တဲ့ဘီလက်မြေတန်တင်သွင်းခွင့်တွေလည်းအခွန်မလိုပဲသွင်းခွင့်ချထားပေးဖို့ရှိတယ်။တင်နိုင်လို့မခေါ်တော့ဘူးနှိမ့်ဆက်ရာတွေချထားပေးဖို့ရှိတယ်။ဒါပေမဲ့တက်ချုပ်သားအောင်ပြည့်စုံကုမ္ပဏီကတော့အများဆုံးရမှာဖြစ်လို့သူ့ကိုယ်တော့ကြောဖို့မလွယ်ပါဘူးနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကဆိုသည် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သောစကိုင်းငလင်းကြီးကြောင့်နေပြည်တော်တွင်ဝင်ကြီးဌာနရုံးများနှင့်ဝန်ထမ်းအင်အားအများပြပျက်စီးပြိုကျခဲ့ကမြို့ပြက်ကြီးကဲ့သို့ဖြစ်ပေါ်ခဲ့ကြောင်းနေပြည်တော်မှဝန်ထမ်းများကပြောဆိုကြသည် ဆက်လက်ပြီးမင်းအောင်လှိုင်ဤဘုံကျဲမပြတ်အပြည့်ရဲ့တပတ်တိုးပြန်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်မင်းအောင်လှိုင်မှာ၎င်းပေးထားတဲ့ဂရီကိုတည်တည်ဆိုရမြသဘောဖြင့်ဧပြီလ30အထိအပြည့်ရထားမျိုးဆိုလာပြန်နေ၎င်း၏စကားသည်မြည်တို့များအနှစ်သာရမရှိဆိုသေးကိုလည်းအလုံးကသဘောပေါက်ထားကြပြီလေဖြစ်သည်တပတ်မကတနှစ်တိုးသည်ဆိုသေးကိုမြည်သူကမှလည်းခေါင်းထဲထည့်ထားကြရမည်မဟုတ်ပေ Economic Magazine ကြီးကအပြည့်ရထားသည်ဆိုသောကာလအတွင်းပြည်သူများအား၄ချောင်းမှအချိန်ပေါင်း120ခန့် ိုက်ခိုက်ခဲ့၍လူပေါင်း80သေဆုံးသွားသည့်တရင်ကိုကဘာတိထုတ်ဖော်ရေးသားလာသည်။၎င်းတို့၏လုံလဲကြောင့်မြန်မာသည်နှစ်ထပ်ကွမ်းကတ်ဆိုက်ခဲ့ရပြီဖြစ်သည်ဟုလည်းကောင်းစင်တတ်ထားသည်။မြန်မာပြည်သူများဖို့လည်း၎င်းတို့အားလူလူပင်သဘောမထားတော့ဘဲကိန်းကနန်းတစ်ခုမျှသာယူဆခံခဲ့ရသည့်အဖြစ်ကိုလည်းတသက်သာမေ့ပြောင်းနိုင်ကြမည်မဟုတ်ပေ။လက်ရှိတွင်မြင်းကလင်တန်းနှင့်ပြည်သူ6000ခန့်ရွက်ပြင်တဲများနှင့်နေနေကြရပြီးလူနှစ်သန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုကုလသမဂ္ဂထုတ်ပေါ်ပြောဆိုခဲ့သည်။ နိုင်ငံသားရေးကဘာလက်ခေးသွားတဲ့ဘိုဘဘန်တို့လည်းအပြင်းအထန်တဲထူရေးလှည့်ပတ်နေရသည် စစ်ကောင်စီသည်နေပြိုတော်ဖြစ်သွားသည်ကိုပင်ရခိုင်အနေထားတိုင်းပြန်ရအောင်မြည်တို့မှမစွမ်းဆောင်နိုင်တော့ပေနေပြိုတော်သည်မန္တလေးပြည်နှင့်အသေးအပြောက်အများဆုံးဖြစ်သည်ဟုသိရသည်ဝန်ထမ်းအင်အား136လုံးပြုကျသွားပြီး494လုံးပြက်စီသွားက610သည်လူနေရေးမဖြစ်တော့ဟုလည်း၎င်းတို့ထုတ်ပြန်သောသတင်းများတွင်ဆိုသည်မင်းအောင်လိုင်ကမူအကြီးစားတစ်ခုတည်းသောအဆောက်အုံကြီးများတိစောက်ခြင်းနှင့်သိငယ်ပြီးစနေတကျစီမံထားသောအဆောက်အုံများကိုတိစောက်ခြင်းကြောင့်ငလင်တန်းကိုရှေ့အထိခံနိုင်ရှိရလို ောက်သွားမည်ဟုဆိုသည်သို့သောမင်းအောင်လှိုင်လိုရှိနေသည့်နျူကလ িয়ার တပ်ပေါင်းမှုကိုဆက်၍အကောင့်ထဲပေါ်သွားမည်ဟုတောင်းယူတိဆောက်ပေးပြီးရုရှားရှိရူဆာတွန်ကုမ္ပဏီမှသတင်းထုတ်ပြန်လာသည်။အဆိုပြုထားသော55မဂါဝက်ရှိတပ်ပေါင်းပုံနှုတ်အဦးအမည်သည့်နေရာမည်သည့်အချိန်ဆိုသည့်နှင့်ပတ်သက်၍မသိရှိရသေးပေ။ လာရှိုရင်လည်းတရုတ်တန်တမန်တရင်ချွန်ကိုရန်ရောက်ရှိလာပြီးအပြစ်ခတ်ရစဲမှုစောင့်ကြည့်အုပ်စုစုသည့်စာရံများချိတ်ဆွဲထားသောတရုတ်စစ်ကားများရောက်ရှိလာသည်ဟုလည်းသိရသည်။လာရှိုရှိစနဂေါဟိုတယ်တွင်လည်းမြန်မာစစ်ဘက်ရရှိများနှင့်ဆွေးနွေးနေကြဆဲဖြစ်သည်။နှစ်ဖက်စလုံးမှ လာရှို၏အနေအထားကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးဟုလည်း AFP သတင်းကဆိုသည်။ ထို့သောနှစ်ဖက်စလုံးကရှင်းနေပုံရှိကြတော့လေတရုတ်တို့ရောက်ရှိလာတဲ့အဖြစ်ကိုတရုတ်နိုင်ငံဂျိုင်းဝင်ကြီးဌာနမှအတည်ပြုလိုက်ပြီးဖြစ်သည်နှစ်ဖက်စလုံးကမြောက်ပိုင်းနဲ့ငိမ့်ချမ်းရင်းနဲ့တည်ငြိမ်ရင်ထိမ့်သိမ့်ပေးခဲ့သည့်တရုတ်နိုင်ငံအပြုသဘောဆောင်တဲ့အခမ်းအကဏ္ဍကိုကျေးဇူးဥပဒေအရတည်နေကြသည်ဟုတရုတ်နိုင်ငံဂျိုင်းဝင်ကြီးဌာန၏ပြောခွင့်ရပုဂ္ဂိုလ်၏အပတ်စဉ်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ကိုဘာသာကိုကြောသက်ရင်သက်ပြောဆိုသွားခဲ့သည်ထို့တော်လည်းတရုတ်သည်တရားမဲ့နေရှာသည့်မြန်မာစစ်ကောင်ဆောင်များကိုကျွံ့ယွံ့ကျွံ့ကောင်းများဖြစ်လာစေရန်အခြေပေးမြို့ ူဆွေးနေခြင်းသာဖြစ်သည်ယခုလည်းလာရှိုအားစီမံခန့်ခွဲပေးပါရန်တရင်ချွန်းလက်ထဲထိုးအပ်လိုက်ရပြီဖြစ်သည် MNDA စစ်စေးရေးကိန်းများအားမြို့လေကောင်မှမြောက်ဘက်9မိုင်တောင်ဘက်3မိုင်အကွာတွင်ချထားရင်ကိုကန်းတို့အနေနဲ့စီချထားပုံရသည်ဟုဒေသခံများ၏အပြောကိုကိုကာရေးမြန်မာအနောင်တွင်ဖော်ပြထားသည်ကိုကန်းဖွဲ့သည်လောင်ရှုံမြို့ရဲ့ရှေ့ဆက်ပစ္စည်းတစ်ခုမှကျန်ဖြုတ်ယူသွားကြသည်ဟုလည်းသိရသည်အမျိုးသားညီညွတ်ရေးအစိုးရ၏ PDF တပ်များကနိုင်ငံအလဲပိုင်းကိုချိန်ချောက်လာနေပြီဖြစ်ပြီးစကိုင်းမန္တလေးဘကိုတနင်္သာရီတို့တွင်စစ်စခန်းပေါင်း162ခုကိုသိမ်းယူထားပြီးဖြစ်သည်ထို့ပြင်ခံဘက်ရွှေပြည်မော်လူ စင်ကိုတကောင်းတပိတ်ချင်းပင်လေဘူးအင်းတော်စုစုပေါင်းမျိုးရှင်မျိုးကိုတင်ပိုက်ထားနိုင်ခဲ့သည်ယခုအခါတိုက်ကရေးဆွေးရည်နှင့်လက်နက်အင်အားတောင်းတင်လာပြီဖြစ်ပြီးထိုးစစ်ကြီးများရေရှည်ဆင်နွှဲနိုင်စံရှိလာပြီဖြစ်သည်ဟုလည်း ARD သတင်းတွင်ဖော်ပြထားသည်။ညီနောင်သုံးမအဖွဲ့သည်လက်ရှိအနေအထားရအောင်၁၀နှစ်ခန့်အချိန်ယူရတော့လေ PDF တပ်များသည်၄နှစ်အတွင်းအောင်ဝင်များစက်တပ်ရရှိလာခဲ့သည်ဟု ARD ကဆိုသည်။ပြည်သူတို့၏တွန်းလှန်စစ်မဟုတ်ချအောင်ရမည်။ ဆလဘီဂျုံတို့မြို့ကန်နီရွာရှိအစ္စလမ်ဘာသာဝင်တို့ဖလီကျောင်းတော်ကိုစစ်တပ်ကလေးမြင့်ပုံကျဲချမှုဖလီကျောင်းပြက်စီဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့ကန်းနီရွာပလီကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ20ရက်နေ့နံနက်ပိုင်းကျုံတိုးမြို့ကန်းနီရွာပလီကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြမ်းဖက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူများထိခိုက်မှုမရှိတော့လေပလီကျောင်းတို့အဆောက်အဦထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည် ကန်နီရွာကိုစစ်တပ်ကလေရင်နဲ့မင်းကမနက်ပိုင်းကထပ်ပြီးဘုံကျဲတိုက်ခိုက်သွားတာပါပြည်သူတွေတော့အထီးကိုင်းမရှိဘူးသူတို့ကျဲတဲ့ပထမတလုံးကြတာမကွဲလို့နောက်တလုံးထပ်ပြစ်ကြတာပလီပေါ်ကြောက်ရောက်ပောက်ခွဲတဲ့ထိခိုက်ပျက်စီးမှုတော့ရှိတယ်ဟုဒေသပြည်သူတွေကပြောဆိုသည် အဆိုပါကန်နီရွာ၏ဖုန်ကြီးချောင်းကိုဧပြီလ15ရက်နေ့ကလည်းအကြမ်းဖက်ဆက်ကောင်စီက YK1 တပ်တွေတိုက်လေရေးဖြင့်ပုံကျဲချရာတွင်အသက်3နှစ်အရွယ်ကလေးနှစ်ဦးဖြစ်သည့်မိကျဲကျဲမော်နေမင်းကွန်ပလေအသက်9နှစ်အရွယ်မင်းလင်းပြေအောင်အသက်15နှစ်အရွယ်မိပိုးဖူးစင်အသက်34နှစ်အရွယ်ကိုမျိုးအသက်86နှစ်အရွယ်တော်သိန်းရှင်စုစုပေါင်း6သိန်းဆုံးခဲ့ကြောင်းထို့ပြင်ပြည်သူ9ဦးကိုရင်ရှိပါတန်ခါ2ပါအပါဝင်20ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် ယခုတကဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့လာရှိုးပြန်ရဖို့တရုတ်ရဲ့ဂျာဝင်စေဆက်တဲ့လှုပ်ဆောင်ချက်တွေပေါ်ဒေသခံတွေရဲ့သဘောထားအမြင်ဆိုတဲ့တွင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆက်ဖက်ဘူးဆိုပေမဲ့အခုလက်တွေ့အခြေအနေနဲ့ကြွားချားနေပါတယ်လို့ဒေသခံလူငယ်ကပြောပါရယ် တရုတ်ကအရှေ့မြောက်လမ်းကြောင်းတစ်ခုလုံးကို NASA ကတပ်ဖွဲ့ကိုပြန်ရစေခြင်းနဲ့ဒါမှရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကိုသူတို့ကောင်းကောင်းသုံးချလို့ရမယ်။တရုတ်ကအမျိုးသားအသင်းမြန်ရေးဆိုပြီးအင်တာဗျူးမှာပြောထားတယ်။ကျွန်တော်တော့မထင်ဘူးဗျာ။မြန်မာပြည်သူတွေကိုသဘောကောင်းချင်ရောက်ဆောင်ပြီးသူအကျိုးစေးဝါးကိုမြန်မာပြည်ထဲထိထဲထဲဝင်ဝင်လာလုပ်တယ်လို့မြင်ပါတယ်ဗျာလို့သူကရှင်းပြပါတယ်။ကုမင်းမဆွေးနေတဲ့ချိန်ကိုကန်ကိုဖိအားမျိုးမျိုးပေးခဲ့ပြီး NASA ကတပ်ဖွဲ့ကိုလေယာဉ်နဲ့ပုံကျဲတာမလုပ်ဖို့လာရှိုးကိုပြန်အပ်ဖို့ကိုကန်ကိုပြောပေးမယ်ဆိုပြီး ီးအဲ့လိုကြားတဲ့ကနေညှိပေးတာမျိုးမဟုတ်ဘူးလို့သူကပြောပါတယ်။နိုင်ငံနဲ့နိုင်ငံရဲ့အစိုးရအုပ်ချုပ်တဲ့ဆိုတာကျမတို့လာရှုံမှာပဲကြားဖို့တော့တယ်။တကယ်တရုတ်နိုင်ငံတွေကလူတွေဒီရှမ်းပြည်နယ်မြောက်ပိုင်းကိုလာအုပ်ချုပ်တာအစိုးရနှစ်ခုအုပ်ချုပ်မဲ့တဘောကျမတို့လာရှုံကတရုတ်နိုင်ငံဖြစ်သွားပြီလို့တော့ပြောရမလို့ပါလို့ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။ကိုကက် MNDA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတကယ်ပဲကောင်းကောင်းအုပ်ချုပ်နိုင်တယ်လို့လို့နဲ့တိုက်ခိုက်ဝင်ရောက်လာပြီးတော့အခုကတရုတ်တွေရောက်လာတာပဲအဖက်တင်တယ်လို့သူကပြောပါတယ်။ လက်ရှိအခြေအနေကပြည်သူတွေပဲမြေစာပင်လို့ဖြစ်နေတာကြောင့်ဘသူပဲအုတ်ချုပ်အုတ်ချုပ်ကောင်းကောင်းအုတ်ချုပ်နိုင်မှာကောင်းမယ်လို့ဒေသခံအမျိုးသားတယောက်ကလည်းပြောပြပါဗျာ။ လာရှုံမှာ NASA ကအဖွဲ့တွေတတိတန်းကြီးဝင်လာရင်တော့တိမ့်မကြခင်မှာပဲကွန်ကိုင်နံဖက်ကာရီပဲထိုးစစ်ဆင်ပြန်တိုင်လာနိုင်တယ်။တရုတ်လာထိုင်နေဆိုလေထိုးစစ်မဆင်ဘူးလို့မပြောနိုင်ဘူးလို့နေဆက်ဒေတာကန်တယောက်ကလည်းပြောပါရယ်။လာရှုံကနေကော့ခိုင်ကိုလာတိုက်ဖို့ကဘလောက်မှမကြတာကြောင့်လာရှုံမှာလက်နက်အင်အားစစ်တီအင်အားဖြည့်ပြီးရပြီဆိုတာနဲ့နေဟာနဲ့ဖြန့်ပြီးချလာနိုင်တယ်လို့သူကပြောပါရယ်။တရုတ်ကတော့မြန်မာကနေသူ့လိုချင်တဲ့ပုံစံအတွင်းမြန်မာကိုသူ့လက်လွတ်လို့မရဘူးဒေတာရင်းရှိပိုင်းနဲ့ ညှော်လင့်စရာကမြန်မာတခုပဲသူတို့ရှိတယ်လို့လာရှိုးအခြေအနေကိုစောင့်ကြည့်နေသူတယောက်ကပြောပါရယ်လာရှိုးမျိုးကိုတော့ကိုကန့် MND တပ်ဖွဲ့ကနာဆာကတပ်ဖွဲ့စီတရုတ်နိုင်ငံကနေဂျာနေလွှဲပြောင်းပြီးမှဖြစ်ပြီးလာရှိုးမျိုးကိုလည်းတရုတ်ဘက်ကနေဂျာနေယုံထိုင်ကအုပ်ချုပ်သွားမှဖြစ်ကြောင်း MND တပ်ဖွဲ့နဲ့နီးစပ်သူတွေစီကသိရပါရယ်တရုတ်နိုင်ငံရဲ့နိုင်ငံသားဌာနပြောရေးဆိုခွင့်ရှိသူကောင်ချာခွန်ကတော့တရုတ်နဲ့မြန်မာနိုင်ငံဟာမိတ်ဆွေကောင်းအင်းအင်းချင်းတွေဖြစ်ပြီးမြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သက်လို့ ို့တရုတ်နိုင်ငံရဲ့ရည်တည်ချက်ဟာအလွန်ရှင်းလင်းနေလို့ဧပြီလ22ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောပါရယ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအချုပ်အခြာအာဏာအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့နည်းမြေတည်ထောင်ခိုင်မြဲရေးတွေမှာပံ့ပိုးကူညီရေးနိုင်ငံရေးပြန်လည်စည်းလုံးညီညွတ်ရေးတို့အတွက်ဆွေးနွေးညီနိုင်ဆောင်ရွက်ရမှာမြန်မာနိုင်ငံရှိပါတီအသီးသီးကိုပံ့ပိုးကူညီရန်နဲ့နိုင်ငံရေးအသွင်ကိုပြောင်းရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်ရမှာပံ့ပိုးကူညီမှုတွေကိုတပတ်နိုင်ငံပြည်တွင်းရေးမှာဝင်ရောက်မဆက်ဖက်ရေးမှုကိုလိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်းပြောထားပါရယ်